လက်ရှိမြန်မာနိုင်ငံရေးညွှန်ပြတော်လိုင်းရေးအခြေအနေကတော့အများပြည်သူနိုင်ငံတကာအစိုးရထုတ်ပြန်တင်ပြနေကြတဲ့အတိုင်းပါပဲတော်လိုင်းရေးချိန်အမြင့်ဆုံးဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်ဒီစနေမြာမြန်မာတရင်ထူတရေဦးတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်ပြီးတော့လဲ၃နှစ်လောက နောက်ွယ်ကလက်တယ်ဘယ်သူမှမသိခဲ့တဲ့အနေထားအနေကျွန်တော်တို့ပြည်တော်စုနိုင်ငံတော်ကြီးအခုလို့ဖြစ်သွားအောင် PPE စီစဉ်ဖန်တီးခဲ့တယ်လို့ယူဆနိုင်ွယ်ရှိတဲ့လက်တယ်တွေလည်းပေါ်ထွက်လာတဲ့အခြေဖြစ်ပါတယ်အခုဆိုရင်ဖက်စစ်ဆွေရှုံးမိစာမင်းအောင်လိုင်းအုပ်စုဟာသူ့ရဲ့နောက်ွယ်မှာဘယ်သူရှိလဲဆိုတာဘလို့မှဟန်ဆောင်မနှားနိုင်တော့ပဲဖွင့်ဟထုတ်ပြန်ပြီးတော့ဓမ္မပြည်သူတိုင်းဒေသတရက်လုံးကို ပြပအားကိုနဲ့ထင်တိုင်းစိုးသွမ်းလာတဲ့အနေအထားရှိနေပြီဖြစ်ပါတယ်။ပြပဆိုတဲ့နေရာမှာအခုကျွန်တော်တို့ရဲ့အင်ဒီဂျင်းနိုင်ငံတစ်ခုဖြစ်တဲ့ Tier Community Party အစိုးရကထောက်ပံ့မှုကိုပေါ်ပေါ်တင်တင်ထုတ်ပြန်ကြေညာလာပြီး Tier Community အစိုးရကထောက်ပံ့ပေးတဲ့ဖျားပြင်းဘုံလက်နက် drone ဘုံဒီစရာဒီနဲ့ပြည်သူရရတူရသားပါမကြံရရဆက်ဆက် 红姐，他骗你的，请你别怕嘞。他为咩？他是没有来欧洲哈。第二年，第二个明年呢？Russia 哥明年，哥明年能安的业？啊，套板呢？天然收多少布？能安的,的,的,的古龙布？去年养啥布？都交差不买嘞，都赚了吗？都得骗。都过套坑干部的牛大爷，外地的六七十岁，现在住的阿龙业蒙地阿古的，都下白干，下面营山的也来欺骗的。 ်ဘီသူတိုင်းသားတရားလုံးကလည်းဖက်စစ်တော်လိုင်းရေးအဖြစ်ခြေမုံတိုက်ခိုက်နေကြသလိုသူ့ကိုယုံမှတ်ပြီးတော့မျိုးသားရေးများဆောင်ရွက်လာနိုင်လိမ့်မလားဆိုပြီးမျှော်လင့်ထောက်ခံခဲ့ကြဘူးတဲ့မဘာသာခေါ်မျိုးသားရေးဝါဒီများရဲ့အခုဆိုရင်သူတို့အင်မတန်ယုံရှာမုန်းတီးတဲ့တရုတ်ကွန်မြူနစ်သို့မဟုတ်နိုင်ငံခြားပြည်ပအားကိုးတဲ့လုပ်ရက်ကိုသူတို့ယုံကြည်ခဲ့မှုတဲ့ခေါင်းဆောင်မင်းအောင်လှိုင်ဖက်စစ်အုပ်စုကိုယ်တိုင်ကပေါ်ပေါ်တင်တင်ထုတ်ပြန်လာပြီးပြပအားကိုးနဲ့ထင်တိုင်းဆိုးသွမ်းလာတဲ့အထက်မှာအခုဆိုရင် မရမနေလူသူစုဆောင်းဖို့မိဆက်ဆုံးတို့ရဲ့ပြူရွာတွေမဘာသာမျိုးသားရေးထောက်ခံသူတွေကိုအတင်းအမဖမ်းဆီးနေတာတွေအတင်းအမပြန်ပြီးဆွဲပြီးတော့ငွေကြေးတောက်ခံနေတာတွေကိုကြောကော့အောင်ခံလန်ရတာမို့လို့တို့မျိုးသားရေးဝါဒီတွေကပဲပြန်လဲဆန့်ကျင်လာတဲ့နေသားဖြစ်ပါတယ်အဲ့တော့ main online အနေနဲ့စုတ်စူးစာယူဖြစ်ပြီးသူရဲ့ထောက်ခံခဲ့မှုတဲ့အဝင်းဝိုင်းကကသူ့ကိုဆန့်ကျင်နေတဲ့သူ့ကိုဆန့်ကျင်လက်ဆအဝင်းဝိုင်းတွေဘက်ကလည်းအခုဆိုရင် အားလုံးသိကြတဲ့အတိုင်းစစ်တင်တန်းတွေနေရာအနှံ့မှာလူငယ်တွေရဲ့အကြွားဖြတ်လိုက်ရဲရဲနိုးကြညညွတ်စီးလုံးယုံကြည်စိတ်အပြည့်နဲ့အမှန်နဲ့တရားအတွက်တိုက်ပွဲဝင်မယ်ဆိုတဲ့ပြည်သူတိုင်းသားလူငယ်တုအများစုရဲ့ဒေါ်လာရေးနေပယ်တွေမှာစစ်တင်တန်းတွေတခဏတနာဝဲချီကျင်းပဆင်းရင်ဆင်းသက်နေတာတွေဟာအင်အားတဖြည်းဖြည်းကြီးထွားလာပြီးအခုဆိုရင်တိုင်းသား ERO ကြီးတွေကလည်းပဲယုံကြည်မှုရှိရှိနားလည်မှုရှိရှိနဲ့ကျွန်တော်တို့ ဒိုင်းလူသားခေါင်းဆောင်တွေအားလုံးဒိုင်းသားပြည်သူလူထုတရားလုံးစီးလုံးညီညွတ်လက်တွဲပြီးဒီကျွန်တော်တို့ရဲ့မြေပေါ်မှာနှစ်ပေါင်း80ကြာကြာခြေကုပ်ယူတက်ဆိုးရှိခဲ့တဲ့ဖက်စစ်ဂျမ်းဖက် အာနာရှင်စနစ်ကိုအမြင့်ပြတ်အောင်ငါတို့လက်ထက်မှာလုံမရမယ်ဆိုတဲ့ယုံကြည်ချက်တွေနဲ့စုဖွဲ့တိဆောက်လာတဲ့အတွက်ကြောင့်လက်နက်အင်အားတွေလည်းပဲခဲရန်အင်အားတွေလည်းပဲစစ်ရေးအတွေ့အကြုံတွေလည်းပဲပုံမတို့မြင့်ထိုင်လုံလာတဲ့အနေအထားဖြစ်တယ်။လူငယ်တို့အင်အားတရားလုံးလည်းကျွန်တော်တို့ဘက်မှာရှိနေပြီ ဖက်စစ်မဲအောင်လိုင်းအုပ်စုဟာမရမနေအတင်းတမဖမ်းဆီးစစ်ထဲသွင်းထားတဲ့သူ့ရဲ့တပ်သားတစ်တွေနဲ့တရုတ်နဲ့ရုရှားကထောက်ပံ့ပေးထားတဲ့ဖျားပြင်းလက်နက်တွေကိုတုံပြီးတပီလုံးကိုမိလောင်လိုက်ပြာချ sorry တပီလုံးဆိုတဲ့နေရာမှာတရုတ်နိုင်ငံကပိုင်တဲ့တရုတ်နိုင်ငံကိုထိုးအပ်ရောင်းချထားတဲ့တရုတ်နိုင်ငံကို နှိရှေငားယမ်းထားတဲ့တရုတ်နိုင်ငံကိုတခိုးစည်းနဲ့ ဈေးပေါင်ကျိုးအနှင်းထားတဲ့လုပ်ငန်းလုပ်ွက်နေရာတွေမှာအပဒီပြည်လုံးကိုမီးလောင်တိုက်သွင်းဖို့ကြိုးစားသွားမှာဖြစ်တယ်အဲ့တော့မီးလောင်တိုက်သွင်းဖို့ကြိုးစားမယ်ဆိုတော့ဒီပြည်လုံးထဲမှာရခိုင်တပ်မတော်ကိုပြည်ချစ်တပ်မတော်မြမတပ်မတော်ပြည်ထောင်စုကြီးကိုအခွင့်မဲ့တပ်မတော်လို့ယုံကြည်ပြီးပါဝင်ထမ်းဆောင်ခဲ့မှုတဲ့စစ်တီဟောင်းနေရာရှိဟောင်းကြီးတွေရဲ့ပိုင်ဆိုင်မှုတွေနေရာတွေကမကြက်ဟိုဆိုအားလုံးပြကြတဲ့အတိုင်းပြီးတော့ဒီမှာဘူဂျိုဟောင်းဝင်းကြီးဟောင်းနေအိမ်တွေကိုလူလူသားသားထိုးဖျက်နေတာ မကြံနော်မိလောင်လိုက်ပြာကျသွန်းအားမေဆိုတဲ့အထဲမှာအမျိုးသားရေးထောက်ခံသူတပ်မတော်ထောက်ခံသူတွေဆိုတဲ့လူတွေပါမကြံတပီလုံးပြာကျသွားမယ်ဆိုတဲ့အထဲမှာမင်းအွန်လိုင်းဘဘကြီးကိုထောက်ခံပါတယ်ဒီမိုကရေစီအန်အက်ကိုမုန်တီးလို့ပါဆိုပြီးကိုးကွယ်ခဲ့ကြဘူးတဲ့သူတွေပါမကြံအားလုံးပြာကျမယ်ထဲမှာပါမှာပါမင်းလည်းဘာဖြစ်လဲသူတာအာနာဆက်ရအောင်တရုတ်ကွန်မြူနတီရဲ့ရရှားကထောက်ခံထားပါသေ ရုရှားပြုတ်လုချင်တာလုရုရှားစစ်တပ်ရုရှားစစ်တမောတဝဲတနင်္သာရီကတ်တရုတ်ကြောက်ဖြူတရုတ်ကိုကကျွန်းတိုက်တာလုလောလောဆယ်သူအာနာရဖို့သာရည်ကြီးတယ်ဆိုတဲ့ပုံရိပ်နဲ့လုံနေတဲ့အချိန်မှာကဘာကြီးဟာတတရကဘာစစ်ကိုချင်းနေနေတဲ့စီးရိတ်စိတ်ငွေတွေတန်းလာပြီးဖြစ်ပါတယ်အဲ့တော့စကားမဆက်ကျွန်တော်လူမျိုးရေးအမုန်းတရားတွေတုံးစော်ပြောကြတာမဟုတ်ဘူးလို့ဓမ္မဆုံးဝန်ခံမရစေ ကျွန်တော်အားလုံးတင်ပြထားပါတယ်ကျွန်တော်ဟိုထဲမှာတရုတ်သွေးเนาะကျွန်တော်55ရာခိုင်နှုန်းလောက်ရှိပါတယ်ကျွန်တော်ဖခင်ဘက်ကတရုတ်မျိုးနွယ်တွေဆိုတဲ့အကြောင်းလေးကျွန်တော်ပြောခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်မှာရွေးချယ်လို့မရတဲ့သွေးဘာပဲရှိခဲ့ရှိခဲ့ကျွန်တော်တို့ဟာမြန်မာနိုင်ငံသားမြန်မာပြည်တော်စုကောင်းဖို့မြန်မာတိုင်းသားအားလုံးနဲ့အတူတူအေးတူပူမြကောင်းတူဆိုးဖက်နေခွင့်နဲ့လွတ်လပ်သောနိုင်ငံတော်သိရအောင်တည်ဆောက်မယ်တာဝန်ရှိသူလူသားတယောက်အနေနဲ့ကျွန်တော်ပြောတာဖြစ်တဲ့အကြောင်းလူမျိုးရေးမပါဘူးအဲ့တော့တရုတ် သွေးနှောထားတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာမွေးဖွားတဲ့ပြုတ်လူမျိုးမွေဝင်နေလေအများအများအတန်းလက်ရှိရှိကြပါတယ်ဆိုတော့ကျွန်တော်တို့ဟာလူမျိုးရေးမုံတရားကိုဆိုတာမဟုတ်ဘူးတရုတ်ကွန်မြူနစ်အစိုးရရှီချင်းဖင်အစိုးရရဲ့ပြောခဲ့မှုသောစကားတွေမတည်တာတရုတ်တမျိုးသားလုံးရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့လုပ်ရက်တွေကိုပေါက်ဖော်ဝါဒဆိုပြီးကြွေးကြော်ခဲ့ပြီးဘသူကအစဖောက်ပြန်ခဲ့တဲ့ဆိုတဲ့အဖြေကိုပြပြလိုတာဖြစ်တယ်။ဒီနောက်ဆုံးထုတ်ပြန်ချက်ကတရုတ်ရဲ့အကျိုးစီးပွားထိခိုက်တာမှန်လည်းမျိုးကိုလက်မခံဘူး။ တရုတ်ကမုံဒီရေဆောင်ရွက်ကျိုးကိုလုံးဝလက်မခံဘူးလို့တရုတ်ကွန်မြူနီအစိုးရဘက်ကထုတ်ပြန်လာတာကျွန်တော်တို့ကြားသိရပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့နိုင်ငံဖြစ်နေတဲ့အခြေအနေကိုပြန်ကောက်သိန်းကောက်ကြည့်အောင်အေးစေးတည်ငြိမ်နေတဲ့2015 2020ဆက်လက်ပြီးတော့2020နဲ့2025အတွက်မောင်းတင်ပြီးတော့တပီလုံးရုန်းကန်ကြဖို့စူးစမ်းပြင်ဆင်နေတဲ့အချိန်မှာလက်ရှိဖက်စစ်မိတ်ဆာမင်းအွန်လိုင်းကိုအာနာသိမ်းအောင်ဘာကြောင့်တရုတ်ကွန်မြူနီ ်ခေါင်းဆောင်တွေက ထောက်ခံမိစိမ်းပြခဲ့ပါတယ်ပထမတစ်ချက်ဖက်စစ်မိစာတွေကိုတရုတ်ကွန်မြူနစ်အစိုးရကလက်ခံရင်မင်းအွန်လိုင်းဘာမှမလုပ်ရခဲ့ဘူးဘာကြောင့်စတင်ပြီးတိုင်းပြည်ဖျက်ဖို့မိစာလက်ကို အာဏာအပ်ခဲ့ပါတယ်မိစာကိုဘယ်သူမှအထူးသဖြင့်လူလာတဲ့လူသားစိတ်ရှိပြီးမိသူမှလက်ခံမှာမဟုတ်ဘူးဆိုတာတိတိနဲ့မိစာကိုစတင်မွေးမြူခဲ့တဲ့တရုတ်ကွန်မြူနစ်ခေါင်းဆောင်နေသားလင်း စတင်ပြီးတော့တရုတ်တမျိုးသားလို့ချိုးဖောက်ခဲ့သူတွေဖြစ်တယ်။တရုတ်တွေအပေါ်မှာမြန်မာပြည်တော်စုသားတရက်လုံးကမုံတီးရွန်ရှာလူစိတ်ပေါ်ပေါက်လာအောင် စတင်ရန်ဆခဲ့တာတရုတ်ကွန်မြူနီခေါင်းဆောင်တွေနဲ့ဖက်စစ်မြောက်လိုင်းအုပ်စုသားဖြစ်တယ်။ဒါကိုတမိုင်းစာမျက်နှာအမှန်တွေပေါ်ထွက်လာတဲ့ချိန်မှာပုံမှန်လင်းလင်းပေါ်ထွက်လာမှာဖြစ်တယ်။ကျွန်တော်ကတရုတ်မုံတီးရေးဆိုလိုတာမဟုတ်ဘူး။တရုတ်သွေးပါသူတယောက်အနေနဲ့တရုတ်ကွန်မြူနီဝါဒရဲ့ဆိုးရွားသောဖက်စစ်မိစ္ဆာဝါဒကိုကဘာအမည်မှာ ပြန်လည်ခေါင်းထောင်ပါစီဖို့ရုရှားပူတင်ကိုမြောက်ပေးတယ်မြောက်ကိုရီးယားဝက်ကလေးကိုမြောက်ပေးတယ်ဖက်စစ်မိစာမင်းအောင်လိုင်းကိုမြောက်ပေးပြီးတော့ကဘာကြီးမှာဖက်စစ်အယူဝါဒတကြော့ပြန်ခေါင်းထောင်လာအောင်နောက်ွယ်ကမြောက်ပင်ပေးပြီးတရုတ်နိုင်ငံတရုတ်လူမျိုးသားကြီးပွားချမ်းသာစီအိန္ဒိယနိုင်ငံတွေအားလုံးမွဲပြကြမီးလောင်တိုက်သွင်းစေဆိုတဲ့ယူဆနဲ့လုပ်နေတဲ့လူမဆန်သောအယူဝါဒကိုဥဆောင်နေသူမို့လို့တရုတ်နိုင်ငံသားတွေကိုလည်းပဲ စာနာတဲ့စိတ်ထားနဲ့ရုပ်ကွန်မြူနစ်ပါတီရဲ့ဆက်သွားမဲ့ကဘာစစ် ဖြစ်လောက်ဒီထိတတိယကဘာစစ်ဖြစ်တော့မီထိအတ္တလောဘမာနကြီးမားမှုကြောင့်နောက်ဆက်တွဲပြုတ်တစ်မျိုးသားလုံးလဲတက်ရောက်လာနိုင်ခြင်းရှိတယ်ဆိုတာကိုတင်ပြတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဟာအိန္ဒိချင်းနိုင်ငံကောင်းနေဖြစ်တာကျွန်တော်တို့မျှော်လင့်ပါတယ်ကျွန်တော်တို့ကဘာမြေကြီးမှာရွေးချယ်စရာမရှိဘဲနဲ့လူအတူတူတစ်ချိန်နဲ့လာဖြစ်ကြတဲ့အချိန်မှာလူသားစိတ်နဲ့ပဲနိုင်ငံချင်းချင်းပေါင်းတင်းဆက်ဆံကြစေချင်ပါတယ် ရဲ့ယူဝါဒကြီးထွားဖို့အတွက်မိမိရဲ့မျိုးနွယ်စုတစ်ခုကောင်းစားချမ်းသာဖို့အတွက်ကြံသောမျိုးနွယ်ကြံသောအိန္ဒိယနိုင်ငံတွေအားလုံးကိုထောင်းထောင်းချီအောင်မိလောင်နိုင်သွင်းဖြည့်ဆည်းပြီးမှနူးညံ့သောဓမြတို့ရဲ့လောက်ရမျိုးနဲ့ကြီးပွားအောင်လုပ်မယ်ဆိုတဲ့တရုတ်ကွန်မြူနီကဲတရုတ်ကွန်မြူနီချစ်ချင်းဖြင့်ဆွေးရခဲ့ဆောင်ရွက်ချက်ကိုကျွန်တော်အနေနဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့တရုတ်ဝင်းတော်ခဲ့ဘူးတော့လူသားတယောက်အနေနဲ့ပြင်းပြင်းထန်ထန်ပြပြသသား စန့်ကျင်တယ်ဆိုတဲ့အကြောင်းအင်းနီချင်းကောင်းဆိုတဲ့ဖြည့်ရှင်နဲ့ကျွန်တော်တင်ပြချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒေါ်လာရေးဘက်ကိုကျွန်တော်တို့ရဲ့အနာဂတ်ဒီဘက်ကိုဆက်သွားကြအောင်ခုချိန်ဒီမှာအားလုံးဟာရှုပ်ထွေးမှုကြက်တဲမှုခါတရံမှာစိတ်ပြက်အားလျှော့ဇေနိုင်လောက်တဲ့ဖြစ်စဉ်ကြုံတွေ့ရမှုတွေရှိပါတယ်ရှိပါတယ်ဒါဖြစ်တတ်တဲ့ဒေါ်လာရေးကာလတော်တည်းမှာဖြစ်တတ်တဲ့သဘောတဘာဝပါပဲဆိုတော့ဥပမာလေးနဲ့နိုင်ရှင်ကြည့်အောင်ကျွန်တော်တို့မာရသွန်ပြေးပွဲတစ်ခုပြေးနေတယ်လို့စိတ်ထဲမှာထားသို့မဟုတ်ဒါတို့တာလတ် ဒါဝေးပြေးပွဲခုကိုကျွန်တော်တို့အားလုံးနိုင်ငံသားအားလုံးဝင်ပြိုင်နေကြတယ်လို့ပြောထားပါတိုင်းပွဲအရှင်ကြာလာလေပန်းနိုင်ကိုလှမ်းပြီးမြင်လာလေးလေးကျွန်တော်တို့ဖြတ်သန်းလာခဲ့ရတဲ့ခွန်အားတွေကျွန်တော်တို့ရှူသွင်းပြီးတော့မောဟိုက်လာခဲ့တဲ့ဒီစိတ်ပိုင်းဆိုင်ရာတွေအင်မတန်ပင်မနာကျင်ခြေတလုံးတွေနာကျင်နေမဲ့နှလုံးကမခမဲနဲ့အောင်မောနေမဲ့မျိုးလုံးတွေပြာဝေးနေမဲ့ စိတ်ကငါဆက်မပြေးကျင်တော့ဘူးမပြေးနိုင်တော့ဘူးလို့အချိန်ချင်းတိုက်နှိုးဆော်ပြီးတော့ပုံခွေလဲသွားခြင်းနေမဲ့မန်းနိုင်ကတော့လှမ်းမြင်နေရပြီ ဖြတ်တန်းလာခဲ့တဲ့ကြီးချမ်းကြီးကြောင့်ကိုခန္ဓာနဲ့စိတ်ပိုင်းဆိုင်ရာအရာကျွန်တော်တို့အခက်အခဲဆုံးအခြေအနေကိုတုံ့တွေ့ခဲ့ဖူးမှာပါလက်ရှိမြန်မာနိုင်ငံရဲ့ဒေါ်လာရင်းဒွေးဒေါ်လာ3နှစ်ကျော်လင်းနှစ်ကာလချင်းနေတာအချိန်ကလည်းပဲလားတူပါပဲအားလုံးဝေမန်းကြပါလေအားလုံးစိတ်ရကြပါလေအားလုံးစိတ်သက်ကြချင်ချင်ဖြစ်ပါလေဘာကြောင့်လဲကဘာကြီးဟာ ငါတို့ထင်တယ်လို့တရားမျှတမှုတွေအားကိုးရမရှိပဲသူ့ကိုကြိုးစည်းပွားနဲ့သူ့အစုဖွဲ့ဒီကြွယ်လုပ်နေကြပါလားငါတို့ပြည်သူလူထုကိုပြည်သူမှပြည်သူပဲရှိတယ်ဆိုတဲ့အားနဲ့ပြည်သူအချင်းချင်းချွေးနေတာတွေနဲ့အသက်တွေဘဝတွေရင်းပြီးထောက်ပံ့ပံ့ပိုးတော်လိုင်းတက်တွေကိုကူညီခဲ့ပြီးတုံ့ပြန်တိုက်ခိုက်နေပါလျက်ကဲနဲ့ဖြစ်အားဖြင့်ဒရိုးဖြစ်အားဖြင့်တိုက်လျင်ဒါကြီးတွေနဲ့ငါတို့ရဲဆက်ဆက်ပြီးလုံနိုင်တဲ့ပြာချနေတာကိုကဘာကြီးကကိုပြောက်ပြဿနာအဖြစ်သဘောထားပြီး လစ်လျှူနေပါလားငါတို့အိန္ဒိယနိုင်ငံကြီးဆိုတာဟာလည်းပဲငါတို့နိုင်ငံသားတွေအားလုံးအခုဆိုရင်သုံးသန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ပြီးတော့အခုဆိုရင်အိန္ဒိယနိုင်ငံတွေကိုတန်းနဲ့ချီပြီးတော့ထွက်ပြေးလာတာကိုပြုံးပြုံးကြီးစောင့်ကြည့်ပြီးမြန်မာနိုင်ငံကြီးပျက်စီးသွားဒီထိတုံနေပါဝင်နေမဲ့အိန္ဒိယနေပါလားငါတို့နိုင်ငံသားချင်းချင်းနဲ့မှလည်းပဲတော်လန်သူတိုက်ခိုက်သူတွေကအသက်တွေဘွားတွေခန္ဓာတွေပိဆက်တိုက်ခိုက်နေပြီးမဲ့သံတော်နိုင်ငံပျော်တဲ့ကောင်နဲ့ ရေကြော်မှာသွားပျော်တဲ့កောင်နဲ့ဒီလောက်နိုင်ငံကြီးရဲ့အနာဂတ်ပျက်စီးနေတာကိုကိုနဲ့မဆိုင်သလိုနေပြီးကိုပျော်ဖို့သာငါတဖို့တဖို့သာသာကြည့်တဲ့လူတစုကြောင့်တချို့သောသူတွေစိတ်သက်ကြကြပါလေဒါပေမဲ့ကျွန်တော်တို့အားလုံးဟာလူသားတွေရှိတဲ့သူအားလုံးဟာနိုင်ငံကမျိုးဆက်တစ်တွေကိုတကယ်ချစ်မြတ်နိုးစိတ်ရှိတဲ့နိုင်ငံသားအားလုံးဟာဘယ်သူတွေဘလို့တရားပြက်ပြက်ဘယ်သူမှတရားပြက်ခွင့်မရှိတဲ့ခေတ်ကိုရအောင်တိစောက်မယ်ဆိုတဲ့စိတ်နဲ့ ဘသူလှုပ်လှုပ်မလှုပ်လှုပ်ကျွန်တော်တို့အတူတူလှုပ်ကြရမယ်အခြေဖြစ်ပါတယ်အိနေချင်းကောင်းသည်ဖြစ်သည်ဆိုးသည်ဖြစ်သည်ကမ္ဘာကြီးကတရားမျှတမှုကိုဖန်တီးပေးသည်ဖြစ်သည်ဖန်တီးမပေးသည်ဖြစ်သည်ကျွန်တော်တို့ဟာဘုကြောင့်ဆန်စကားနဲ့ပြောရရင်90ဖြစ်စေချုံးသည်ဖြစ်စေကျွန်တော်တို့ရဲ့ယုံကြည်စိတ်ကိုကျွန်တော်တို့နှလုံးသားထဲမှာထည့်သွင်းပြီးအောင်ပွဲကိုရသည်အထိဘဝပေးကံကြမ္မာနဲ့အသက်ရှင်ခွင့်ရသည်အထိကျွန်တော်တို့စူးစမ်းကြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခင်ချက်ကိုတင်ပြရရင် စစ်ကြုံဘွားနဲ့ခေါင်းမော့ပြုံးပျော်မနေခြင်းဘူးနော်စစ်ကြုံဘွားနဲ့ခေါင်းမော့ပြုံးပျော်မနေခြင်းဘူးအေးလွတ်လပ်တဲ့ဘွားနဲ့အလံလွှမ်းသည်ဖြစ်စီဖလွန်သည်ဖြစ်စီအသက်မဲ့ခန္ဓာကိုယ်ဖြစ်သွားသည်ဖြစ်စီလွတ်လပ်သောဘွားနဲ့ပဲသိခြင်းဒါပဲအာကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့ယုံကြည်ချက်ဖြစ်တယ်ဘယ်သောအခါမှာအာနာရှင်ရဲ့ကျွန်းစစ်ကျွန်းလူမျိုးတူချင်းပြည့်တဲ့ကျွန်းကျွန်းဘက်မှာတာယာပြီးတော့ကိုယ့်ရဲ့လူစိတ်ကိုအငုံစိတ်ဖြစ်ထားပြီးတော့ ဒူးထောက်အောက်ကျုပ်အသက်ရှင်ရတဲ့ဘဝကိုဘယ်တော့မှကျွန်တော်တို့မျိုးဆက်လက်ထက်မှာမရှိစေရဘူး။အေးဒူးထောက်အောက်ကျုပ်အသက်ရှင်ရမယ်တိရိစ္ဆာန်ကျွန်သားသားဘဝကိုပျော်ကျင်တဲ့လူတချို့လည်းရှိကျင်ရှိပါလိမ့်မယ်။ဒါပေမဲ့ကိုကိုပြန်စဉ်းစားကြပါလူစစ်စွားကိုမရဘဲနဲ့လူထက်အစ်စ်နှိမ့်တဲ့ဒူးလူချင်းချင်းကိုဒူးထောက်ခါစားပြီးတော့ရွှေငွေပလဲအင်ချွေစိန်ရတနာအဖိုးတန်ဇိမ်ခံကစီးတနက်ရှိတဲ့ကောင်ကို အောက်ကျုပ်ဒူးထောက်ခရနေရပြီဆိုကြဲကခမားချမ်းသာသမျှဟာအပေါ်ရန်သာဖြစ်ပြီးခမားဟာကျွန်းခမားဟာတိရစ္ဆာန်ခမားဟာလူစစ်စစ်ဘဝမရသေးဘူးဆိုတာကိုလွတ်လပ်သောနေရာကလွတ်လပ်သောတိုင်းသားတိုက်ပွဲဝင်တည်ရဲကောင်းများနဲ့အတူမြန်မာနိုင်ငံရဲ့88မြို့လွတ်လပ်ပြီးသောမြို့သူမြို့သားများနဲ့အတူမလွတ်လပ်သေးသောနေရာကပြည်သူများအားလုံးကိုရောင်းနေကိုကျွန်တော်တို့မြင်နေရပြီကျွန်တော်တို့အားလုံးအတူတူရုန်းကန်မှရမယ် ကဘာစစ်ကြီးကချင်းနှင်းလာနေပြီဖြစ်တယ်။ဒီတဲ့ပုံမဆိုးွားတဲ့စီရိတ်စိတ်ငွေတွေရန်ကုန်မိုင်းခွေတွေကျွန်တော်တို့ဖျက်ဆီးရဖို့ရှိတယ်။ကျွန်တော်တို့စိတ်ထားကိုမုံမြအောင်ထားနှလုံးသားကိုမြင့်မြအောင်ကြိုးစားပြီးအသက်ရှင်အောင်ရုန်းကန်ရင်းနဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကိုကျွန်တော်တို့အတူတူထူထောင်ဖို့မကြခင်မှာပြပအာကိုပစိန်ရိုးစိုးသွမ်းနေတဲ့ဖက်စစ်မိတ်ဆာစစ်ရှုံးအုပ်စုကိုအငြင်းသာဆုံးကြီးလည်းဖြစ်စေအကြမ်းတမ်းဆုံးကြီးလည်းဖြစ်စေမြမမြေပေါ်တယ်မကတ် ကဘာကြီးပေါ်မှာဖက်စစ်ဝါဒအဆုံးသက်ပျောက်ကွယ်သွားစီဖို့ကျွန်တော်တို့အားလုံးကြီးတဲ့ပို့ရုန်းကန်ကြပါစို့အခုတဲ့ပို့စီလုံးကြပါစို့ခေါင်းဆောင်လုံနေတဲ့သူတွေအားလုံးလည်းပဲ၃နှစ်ကျော်ကြာလာပြီဖြစ်တဲ့ကြောင့်အတွေ့အကြုံကောင်းသင်ခန်းစာကောင်းတွေရရှိပြီဖြစ်လို့အကောင်းဆုံးပြင်ဆင်ဝန်းမှန်ကြပါစို့ကျွန်တော်တို့အောက်ခြေကလေလက်ကကျိုးပန်းဆော်ရွက်နေတဲ့တော်လိုင်းတိုက်ပွဲဝင်သူတိုက်ပွဲဝင်ရဲဘော်စစ်တီစစ်မေအားလုံးဒီလည်းပဲစိတ်သက်ခွန်အားလုံးဝရော့ကြမသွားပဲ 马德千里梯，昂人米亚昂对面，是不是有医生呢？六六九八九嘛，走路到他们那看去，弄啥来办的？Hello，你有到人伊马的？Federal Democracy Bureau 昂人土地梯。<noise> <noise>